။အစုဘက်ကလည်းတိတ်နေရပြီလို့ရှိရင်ကြေးပေးမယ်ဆိုလို့နေစီတကယ်ကုညီလို့ဒီလိုပါမမတို့ရေကုညီပါလို့။နေဒရမာတွေကရမ်းများနေပြီနော်။အဲခွန်ကျော်ဒီတကယ်တော့အရှိအရှိရွှေကျူပြီးတော့ဗောနော်ရိုက်တော့ရိုက်နေတာဒါပေမဲ့ပြိသက်ရှိရောက်မလာတာဗောခွန်ကျော်ရိုက်တဲ့ကားကြီးဆိုရင် ရောက်မလာတာအများတယ်ဒါပေမဲ့ဒီရမက်လေးဗောနော်ဒီရမက်ဆက်ကားကနေစပြီးတော့ခွန်ကျော်အော်သူနင်းစီဆိုပြီးတော့မှတီလာကြတယ်တီလာကြရတဲ့အတွက်နောက်ပိုင်းမှာခွန်ကျော်အဲ့လို ပေါ့နော်ဇာတ်ကားလေးတွေရိုက်တာလည်းစိတ်လာတယ်။အဲ့တော့ဒီ character ဆိုလို့ရှင်လည်းအမြဲမထအောင်ကြိုးစားရပေါ့နော်။ခွန်ချိုဒီအရှိရဒီဒီဇာတ်ကားကိုရိုက်ခဲ့တဲ့ခွန်ချိုတက်အခုအခုလက်ရှိမှာရှိနေတဲ့ခွန်ချိုကပို့ပြီးတော့မှကြိုးစားပြီးတော့ဒါဘယ်လိုပြောမလဲ။တစ်နှစ်တက်တစ်နှစ်ပို့ပြီးတော့တိုးတက်အောင်ကြိုးစားနေပါတယ်။ပင်းစီရင်ကုန်နှုတ်ပိတ်နေခဲ့တာတွေကတိတ်နေရပေးဖို့မလုံလောက်လို့လား။ ီကားလေးကခွန်ကျိုးလွန်ခဲ့တဲ့တစ်နှစ်ကျော်နှစ်နှစ်လောက်ကရိုက်ခဲ့တဲ့ကားလေးပေါ့နော်အဲ့တော့ဆိုရင်ခွန်ကျိုးအကယ်ဒမီရွှေကြိုဝင်ပြီးတော့တိတ်ပေါ့နော်တစ်နှစ်လောက်ကြာပြီးတော့မရိုက်ခွင့်ရတဲ့ကားလေးဖြစ်တယ်တကယ်တော့ကိုသားထက်နဲ့ကရင်းနှီးရကြပြီအဲ့အတွက်ကိုသားထက်ကလည်းဒီကားလေးအတွက်ညီမလေးကိုမြင်ပြီးတော့မှသူ invite တဲ့အတွက်ခွန်ကျိုးပါပါဖြစ်ခဲ့ရပဲဖြစ်ပါတယ်ဟုတ်ဒီကဘယ်လိုကိုကိုရဲ့ character ပုံစံမျိုးလေးနေရာမှာ ီကားထဲမှာဆိုလို့ရှိရင်အဲဒီအကြောင်းတစ်ကြောင်းရဲ့အကြောင်းသူအနေနဲ့ရောအကြောင်းသူပြီးလို့ရှိရင်သူကဒီအကြောင်းမှာပြန်တက်ပြီးတော့ဆီယမ်မပြန်လုတ်တဲ့အတွက်ဒါဆီယမ်မအနေနဲ့ရောမြင်ရမှာဖြစ်ပါတယ်ဟုတ်ဒီဇလန်းနဲ့ဒီစကားထဲမှာဆိုလို့ရှိရင်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်မျိုးဆိုလို့ရှိရင်လည်းဒီအပြစ်မှာဒီလိုမျိုးအကြောင်းတွေရှိရဲဆိုတာမသိခဲ့ဘူးပေါ့နော်ဆိုတော့ဒီအကြောင်းနဲ့ပတ်သက်တဲ့ပုသူတရဲ့အများကြီးရမယ်ပြီးလို့ရှိရင်ဒါကျွန်တော်တို့အင်းလေးတို့စိုက်ခေါင်းတို့ လို့ရှိရင်အဲမန္တလေးတို့မှာရိုက်ရိုက်ကူးခဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့လှပိုင်းရှုခင်းနေလည်းအများကြီးပါရပါတော့။ပိဇက်ထဲမှာဆိုလို့ရှိရင်လည်းသူတန်ပိုလေးနဲ့တူတူပါလေ။နာဆီယာမဇက်ဖြစ်ပေမဲ့လည်းဒါအနေအမြင့်သူတန်ပိုလေးနဲ့တူသွားတဲ့အတွက်တကယ်ကိုစိတ်ဝင်စားစရာကောင်းပါပါ။ဟုတ်။အဲခွန်ကျော်ဒီတကယ်တော့အရှိအရှိရွှေတူပြီးတော့ပေါ့နော်ရိုက်တော့ရိုက်နေတာဒါပေမဲ့ပြိသက်ရှိရောက်မလာတာပေါ့ခွန်ကျော်ရိုက်တဲ့ကားကြီးဆိုရင်အဲရောက်မလာတာအများတယ်။ဒါပေမဲ့ဒီရမက်လေးပေါ့နော်ဒီရမက်ဇက်ကားကနေစပြီးတော့ခွန်ကျော်တို့နင်းစီဆိုပြီးတော့မှတီလာကြတယ် ယ်ဒီလိုက်ကြရတဲ့အတွက်နောက်ပိုင်းမှာခွင့်ချိုအဲ့လိုဘောနော်ဇာကားလေးတွေရိုက်တာလည်းစိတ်လာတယ်အဲ့တော့ဒီ character ဆိုလို့ရှင်လည်းအမြဲမထအောင်ကြိုးစားရယ်ပေါ့နော်ခွင့်ချိုဒီအရှိရဒီဒီဇာကားကိုရိုက်ခဲ့တဲ့ခွင့်ချိုတက်အခုအခုလက်ရှိမှာရှိနေတဲ့ခွန်ချိုကပို့ပြီးတော့မှစူးစမ်းပြီးတော့ဒါဘယ်လိုပြောမလဲတစ်နှစ်တက်တစ်နှစ်ပို့ပြီးတော့တူတက်အောင်စူးစမ်းနေပါတယ်။အစုဘက်ကလည်းတိတ်နေရပေးလို့ရှိရင်ကြေးပေးမယ်ဆိုလို့နေ့စီတကယ်အကူကြီးလို့ဒီလိုမှမမောက်ရည်အကူကြီးပါလို့ နစ်ထရမာတွေကရမ်းများနေပြီနော်ရမကာလေးထဲမှာဆိုလို့ရှိရင်လည်းဒီနှင်းစီဆိုတာ feeling character ဆိုပေမဲ့အဲမချို့သတိထားမိပြီးတော့ချီးကျူးပေးကြတယ်အဲချစ်ပေးကြတဲ့အတွက်လည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီရမကာလေးပြီးလို့ရှိရင်ဒီစတလာဘိုင်းမှာလည်းတခုခုထွက်ဖို့ရှိရပါတော့เนาะအဲ့ဒါတော့ပြောလို့မရအောင် secret ပြီးရင်ဒီစနလာဘိုင်းမှာဆိုရင်ဒီယုံတင်ကားလေးပေါ့เนาะပိုင်းခင်းတဲ့ပြူတော်ပန်းဆိုတဲ့ယုံတင်ကားလေးရဲ့မှာဇာမ character အနေနဲ့ပါဝင်ထားတဲ့အတွက်ဒီအရှိရ series တွေဖြစ်တဲ့ character တွေနဲ့လုံးဝကို ကွဲကွဲပြားပြီးတော့မှဌာနနေမှာဖြစ်ပါတယ်အဲ့အတွက်ပြိသက်တွေလည်းဒါအမြင်အတိတ်တကူရတာပေါ့နော်ပြီးလို့ရှိရင်ကိုချိုတီရဲ့တရုတ်ဆောင်မှမဟုတ်ဘူးအကုန်လုံးပေါ့နော်ဒါ fit ဖြစ်အောင်ပဲဖြစ်ဖြစ်ဒီတရုတ်ဆောင်ပိုင်းမှာပဲဖြစ်ဖြစ်အမြင်အထူးချုံနေအောင်လို့စူးစမ်းသွားပါမယ်လို့လည်းခရီးပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်